တင်းရဲ့မျက်လုံးကိုပြောင်းလဲပါတင်းရဲ့အတွင်းစိတ်ကိုပြောင်းလဲပါ နောက်ဆုံးမှာတင်းဘဝတစ်ခုလုံးပြောင်းလဲလာမယ်တဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဘဝအောင်မြင်ပျော်ရွှင်မှုနဲ့စိတ်ခွန်အားပေးဗီဒီယိုတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ Sharing My Morgan Channel ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ Stephen R. Covey ရဲ့ The Seven Habits of Highly Effective People ဆိုတဲ့စာအုပ်ထဲကမိတ်ဆွေတို့ဘဝအတွက်အသုံးချလို့ရမယ့်ခုနှစ်ချက်ကိုထုံးထုံးမျှဝေသွားပါမယ်အဲ့ဒီခုနှစ်ချက်ကဘာတွေလဲဆက်ကြည့်အောင်နံပါတ်1အ ကိုပိုင်တာဝန်ယူပါတဲ့အပြင်ကဖြစ်ရတွေကကျွန်တော်တို့ရဲ့ဘဝကိုမဆုံးဖြတ်နိုင်ဘူးကျွန်တော်တို့ဆက်ရတွင်းကတုံ့ပြန်မှုတွေကသာကျွန်တော်တို့ဘဝကိုဆုံးဖြတ်တယ်တဲ့ပြီးတော့အပြစ်တင်နေသူတွေကြားထဲမှာမနေပါနဲ့တဲ့ကျွန်တော်တို့ဘဝမှာဖြစ်ပျက်နေတာတွေကိုအပြင်လူတွေပြင်မအရာတွေကိုအပြစ်တင်နေမယ်အစားကိုပိုင်ဆုံးဖြတ်ချက်တွေချပြီးတော့ကိုတိုင်းသာတာဝန်ယူလိုက်ပါတဲ့အရာအလုံးကိုလက်ခံပြီးတော့ကိုယ့်ရဲ့တုံ့ပြန်မှုပုံစံကိုကိုတိုင်းသာရွေးချယ်ပါတဲ့နံပါတ်၄ချက်ကတော့ရည်မှန်းချက်ကိုသိပါ ကျွန်တော်တို့ဘဝမှာဘယ်လိုအဖြစ်အပျက်တွေဖြစ်ဖို့စိတ်ကူးထားသလဲဘဝမှာဘယ်လိုဖြစ်ချင်လဲဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်သိချာသိထားဖို့လိုအပ်တယ်တဲ့မတူညီတဲ့အရာတွေပဲလုပ်နေရပါစေအဆုံးသတ်မှာရလတ်တွေကကျွန်တော်တို့ရဲ့ရည်မှန်းချက်နဲ့ကိုက်ညီမှုရှိနေရမယ်တဲ့ဒါကြောင့်ဒီနေ့လုပ်နေတဲ့အရာတွေကနောက်ဆုံးမှာကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကိုရောက်သွားအောင်ဖန်တီးနေတာလားဆိုတာအမြဲပြန်သုံးသပ်ပါတဲ့နံပါတ်3ချက်ကတော့အရေးကြီးတာတွေကိုဦးစားပေးပါတဲ့တိုင်မိုးရှိတဲ့အရာတွေအတွက်အချိန်ပေးပါ ဇိုလိုတာကတော့အရေးမကြီးတဲ့အလုပ်သေးသေးလေးတွေကိုလုပ်နေတာကအရေးကြီးတဲ့အရာတွေလုပ်ဖို့အတွက်အချိန်မရှိဖြစ်သွားစေတတ်တယ်ဆိုတဲ့သဘောပါပဲ။အောင်မြင်သူတွေမှာတွေ့ရတဲ့အတူယူစရာအချင်းတစ်ခုကတော့လုပ်ဖို့လိုအပ်တာကိုလုပ်ချင်းပါပဲ။ဒါကြောင့်ကျွန်တော်တို့ကပိုကောင်းတဲ့ပြောင်းလဲမှုတွေပိုကောင်းတဲ့ဘဝတွေကိုလိုချင်နေဆိုရင်အရေးမပါတာတွေနဲ့အချိန်ဖြုံးမနေမိပါစေနဲ့။အဲဒီအစားကျွန်တော်တို့ရဲ့ပန်းနိုင်အတွက်အရေးကြီးတဲ့အရာတွေအရေးကြီးတဲ့အလုပ်တွေကိုပဲအာရုံစိုက်လုပ်ရမယ်။ ။နံပါတ်၄ချက်ကတော့ဝင်းဝင်းသီအိုတွေကိုသုံးပါ။စိတ်မှန်တဲ့အောင်မြင်မှုဆိုတာဟာတယောက်ကအနိုင်ရပြီးတော့တယောက်ကရှောင်းခြင်းမဟုတ်ပါဘူး။ဆိုလိုတာကတော့တခြားသူတွေဟောရဲ့အောင်မြင်ခြင်းကိုကျွန်တော်တို့အတွက်ကြာရှောင်းခြင်းလို့တွေးနေမှာစာကျွန်တော်တို့ရဲ့အောင်မြင်မှုကိုလည်းတိုးတက်စေနိုင်တယ်လို့သာတွေးရမယ်။ဘယ်သူနဲ့ဘာပဲလုပ်လို့နှစ်ဖက်လုံးတွေအနိုင်ဖြစ်အောင်သာစဉ်းစားနေတဲ့ကိုကပဲအနိုင်ရနေတာကမလုံလောက်ပါဘူး။ကို့အပြင်တစ်ဖက်လူကလည်းအကျိုးရှိမှသာ သူနဲ့ကိုရဲ့ဂျာကယုံကြည်မှုတွေပူးပေါင်းဆောင်ရွက်မှုတွေကလည်းတိုးတက်လာမှာဖြစ်တယ်။နံပါတ်5ချက်ကတော့နားထောင်တတ်သူဖြစ်ပါစေ။နားထောင်မှုကစကားပြောတာတည်းပိုခက်တယ်။တစ်ဖက်လူရဲ့စကားကိုနားမထောင်ဘဲနဲ့ကိုယ့်ရဲ့အမြင်တွေကိုသာပြောနေမယ်ဆိုရင်တယောက်နဲ့တယောက်ဘယ်လို့မှနားလည်မှုမရနိုင်ဘူး။ဒါကြောင့်အရင်ဆုံးနားလည်အောင်နားထောင်ပေးပါတဲ့။ဒီအချက်ကတော့လူနှစ်ဦးရဲ့ဂျာမှာယုံကြည်မှုတည်ဆောက်ဖို့နဲ့ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ဖို့အတွက်အဓိကအခြေခံချက်ပါပဲ။ နံပါတ်6အချက်ကတော့ပူးပေါင်းပြီးတော့ပိုကောင်းတာတွေဖန်တီးပါတဲ့လူတူချင်းစီမှာ မတူညီတဲ့အားသာချက်တွေကိုသိရှိရယ်အားသာတွေကိုပေါင်းစည်းပြီးတော့အတူတကွလှုံ့ဆော်တဲ့အခါမှာကိုတယောက်တည်းလှုပ်တာတဲ့ပိုကောင်းတဲ့ရလဒ်တွေရလာနိုင်တယ်တဲ့ဒါကြောင့်တူးချင်းဆိုတာတဲ့အတူတကွပေါင်းစည်းမှုတွေလုပ်ပြီးတော့ကျွန်တော်တို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပါတဲ့နောက်ဆုံးတစ်ချက်ကတော့စွမ်းအင်ကောင်းတွေကိုထိမ့်သိမ့်ပါဒုတက်မှုတွေက အဆုံးမရှိပါဘူး အောင်မြင်မှုအတွက်တဏီကုံအလုပ်တွေတင်းကျုံလုပ်နေတာထက်ကျွန်တော်တို့ရဲ့ဉာဏ်ပညာနဲ့ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုအမြဲတိုးတက်နေအောင်လေ့လာသင်ယူမှုတွေလုပ်ရမယ်တဲ့ပြီးတော့ကိုရောစိတ်ပါမှန်ကန်စွာနားယူခြင်းဖြင့်ကျွန်တော်တို့ရဲ့စွမ်းရည်ကောင်းတွေကိုပျက်စီးပျောက်ဆုံးမသွားအောင်ထိန်းသိမ်းတတ်ဖို့လည်းလိုအပ်တယ်။ဒါမှသာကိုယ့်ရဲ့အိမ်မက်တွေစီသွားတဲ့လမ်းမှာတက်ချွလမ်းဆန်းနေမှာဖြစ်တယ်လို့ဆိုတယ်။ဟုတ်ကဲ့ကျွန်တော်ထုံးလို့မျှဝေခဲ့တဲ့အချက်တွေကမိတ်ဆွေတို့ဘဝအတွက်များစွာအကျိုးရှိစေမယ်လို့မျှော်လင့်မိပါတယ်။မိတ်ဆွေတို့ရဲ့အမြင်နဲ့တူ နောက်ထပ်ဗီဒီယိုမှာဘယ်လိုစာအုပ်တွေကိုမျှဝေပေးစေချင်လဲဆိုတာကွန်မန့်မှာတောင်းဆိုခဲ့နိုင်ပါတယ်။အကျိုးရှိတယ်ဆိုရင်ဗီဒီယိုကို like ခံ share လုပ်ပြီးတော့ channel ကိုလည်း subscribe လုပ်ထားနိုင်ပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါစို့။